မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်လိုက်နာမှုမရှိရင်အာဆီယံကနေဖယ်ရှားပစ်ဖို့အထိအရေးယူမှုလုပ်မယ်လို့ဖိလစ်ပိုင်သမ္မတပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ငါနှစ်ကြာလာတဲ့အထိမြန်မာပြည်ပခါဟာဘာမှတိုးတက်လာမှုမရှိတဲ့အတွက်အလွန်စိတ်ပျက်စရာကောင်းချောင်းအာဆီယံရဲ့အလဲကျဥက္ကဋ္ဌဖာတီနန်မာကော့စ်ကယနေ့ထုတ်ဖော်ပြောကြားလာပါတယ် မြန်မာစစ်တပ်အနေနဲ့အကြမ်းဖက်မှုတွေရပ်တန့်အောင်မလုပ်ဘဲရွေးကောက်ပွဲကိုပဲဦးစားပေးလှုံ့ဆော်နေတာဟာအာဆီယံရဲ့သဘောတူညီချက်၅ရပ်ကိုအလေးထားရမယောက်ကြောင်းသမရကအဝေးပန်သွားခဲ့ပါတယ်။စေကောင်စီရဲ့ရွေးကောက်ပွဲဟာအတိုက်ခံတွေကိုဖမ်းဆီးပြည်သူတွေကိုအကြောက်တရားသွင်းပြီးတနတ်ထောက်မဲထက်ခိုင်းတဲ့ရွေးကောက်ပွဲဟာဘလို့များတရားမျှတနိုင်မလဲလို့ထောက်ပြသွားပါတယ်။အာဆီယံဥက္ကဋ္ဌဟောင်းမလေးရှားရဲ့လှမ်းစဉ်အတိုင်းဆက်လက်ပြီးလှုံ့ဆော်မှာဖြစ်ပေမယ့်စေကောင်စီကိုဖိအားပေးသွားမယ်လို့သမရမာကုစ်ကအတီအလင်းထုတ်ဖော်ပြောပြသွားပါတယ်။ သတင်းထောက်တအုပ်ရဲ့ဖုံငါချက်ကိုလက်မနာလိုက်စစ်ကောင်စီကိုဘလို့အရေးယူမလဲလို့မေကွန်းကိုတော့သမရမာကုစ်ကအဖိအားပေးရမယ်အာဆီယံဟာအဖွဲ့အစည်းတစ်ခုဖြစ်သည်ဒီအဖွဲ့ရဲ့ဆုံးဖြတ်ချက်တစ်ခုကိုတစုံတဦးတစ်ယောက်ကမလိုက်နာဂယုမစိုက်တာဟာအဖွဲ့အစည်းကိုမလေးစားရရောက်တဲ့အတွက်ထိရောက်တဲ့အရေးယူမှုလုပ်ရမယ်လို့ဖြေကြားထားပါတယ်။ဒါပြင်အာဆီယံဥက္ကဋ္ဌအသစ်လန်ဆင်ဟာအလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးမှုတစ်ခုရလာဖို့အထီးဖြစ်တယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တိုင်းသာ EAOS အခွဲ့ရီနဲ့လည်းတွဲဆုံထိပိုးတော့ရှိကြောင်းသမရမာကုစ်ကပြောဆိုထားပါတယ်။ဆလပီနှစ်ပေါင်းများစွာအကြောက်တရားနဲ့ဖိနှိပ်ထားတာတောင်ထူးခြားတဲ့တတိနှစ်ခုကတိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေကိုလိစားတယ်လို့ကိုထိန်လင်းပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာအကြောက်တရားနဲ့အကြံဖတ်မှုတွေကိုနှစ်ပေါင်းများစွာခံရတော့လေထူးခြားတဲ့တတိနှစ်ခုကတိုက်ပွဲဝင်နေတာကိုအစီအမဲလေးစားမိတယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ကင်အေရစ်ခကိုထိန်လင်းကပြောပါရယ်ကနေဒါနိုင်ငံတိုယွန်တိုမြို့မှာမိခင်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအချင်းသားအလုံးအတွက်စူတောင်းခြင်းအခမ်းအနားတစ်ခုစူပေါင်းကျင်းပပေးကြတဲ့လူတိုင်းကိုအထူးကျေးဇူးတင်တယ်လို့ဒါဖြစ်သူကင်အေရစ်ခကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်ကနေပြောပါရယ် မြန်မာပြည်ပြင်ပမှာနေထိုင်နေတဲ့ကျွန်တော်တို့မှာနိုင်ငံအတွင်းကလူတွေမလုံနိုင်တော့တဲ့အရာတွေကိုလုံပေးနိုင်တဲ့လုံခြုံရေးနဲ့လွတ်လပ်ခွင့်တွေရှိပါတယ်။အဲဒီလွတ်လပ်ခွင့်တွေကိုသူတို့နဲ့အတူရည်တည်ပေးဖို့အတွက်အသုံးချရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ကိုထိန်လင်းကပြောပါတယ်။မြန်မာပြည်သူတွေဟာအကြောက်တရားနဲ့အကြမ်းဖက်မှုတွေကိုနှစ်ပေါင်းများစွာခံနေရတော့လေထူးခြားတဲ့တတိနဲ့ခုခံတိုက်ပွဲဝင်နေတာကိုသူအစီအမဲလေးစားမိတယ်လို့ဆိုပါတယ်။ဒီချိန်မှာကျွန်တော်တို့မောပန်းနေကိုနဲ့မဆိုင်ဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့တိတ်ဆိတ်မနေသင့်ပါဘူးလို့ကိုထိန်င်းကပြောပါတယ် ဖျောင်းနိုင်ပြီလေတပွင့်နှင်းလာတိုင်းအတန်တတန်ထွက်လာတိုင်းမြန်မာပြည်ပြန်လည်လွတ်မြောက်လာမယ်မျှော်လင့်ချက်ကပုံမခိုင်မာစေပါတယ်လို့တာဖြစ်သူကင်အရစ်ခကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်ကနေပြောပါတယ်ဆလပီထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုချင်းပူပေါင်းတက်တိုက်ခိုင်းပုံမှုအပါဝင်တိုက်စုံမှုများလက်နက်များတင်ရဟုချင်းပြည်ကောင်စီထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် တော်လိုက်ရေးမဟာမိတ်ပူးပေါင်းတပ်တွေနဲ့စစ်တပ်အကြားနိုဝင်ဘာလအတွင်းတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကဗိုလ်မှူးအစ်စ်အရာရှိအပါဝင်တပ်ဖွဲ့ဝင်100ခန့်ကိုချေမုံနိုင်ခဲ့ကြောင်းချင်းပြည်ကောင်စီကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့နိုဝင်ဘာ18ရက်မှာထုတ်ပြန်ပါတယ်ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ချင်းအမျိုးသားတပ်မတော်နဲ့ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်ဖွဲ့စည်းထားတဲ့ချင်းလန်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတင်တဲ့စစ်ကြောင်းနှစ်တို့ဟာသကိုင်းတိုင်းကလေးမြို့နယ်မကွေးတိုင်းခန့်ကောမြို့နယ်ချင်းပြည်နယ် ဖလန်းမျိုးနယ်နဲ့တီးတိမ်မျိုးနယ်တို့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ရန်သူမှလေရင်နဲ့ဂျုံတို့ကိုအားပြုပြီးတိုက်ခိုက်နေတော့လေချင်းလန်းအစိုးရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့များသည်ဘုံမှုဘိုကြီးအစ်စ်အရာရှိများပါဝင်ရန်သူအင်အားတရာခန့်ကိုချေမုန်းနိုင်ခဲ့ပါတယ်။စစ်တုံးပန်းတချို့ဖမ်းဆီးရမိပြီးလက်နက်ခဲယံများလည်းတင်စီနိုင်ခဲ့တယ်လို့ချင်းပြည်အစိုးရကာကွယ်ရေးဌာနကထုတ်ပြန်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေကိုအသိပေးထားပါတယ်။ ချင်းပြည်အစိုးရစစ်တောင်းတဟောင်းကလေးမျိုးနဲ့ကံကောမျိုးအကြမှာမိဖန် Vagot PDF အပါအဝင်ចောင်းသားတက်မတော် AVSDF PDF ခရိုင်တရမြပကဖမြ Your Different Phone YDF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးစစ်တပ်ကိုတိုက်ခိုက်နေတာလို့ဖော်ပြပါဗျ။စစ်ကောင်စီကနိုဝင်ဘာလ6ရက်မှာ Fighter Jet နဲ့၄ကြိမ်၊နိုဝင်ဘာလ14ရက်မှာ Fighter Jet နဲ့9ကြိမ်ဖိုင်တွဲနဲ့တကြိမ်နိုဝင်ဘာလ15ရက်မှာဖိုက်တာဂျက်နဲ့2ကြိမ်နိုဝင်ဘာလ16ရက်မှာဖိုက်တာဂျက်နဲ့2ကြိမ် ်ဝိုင်တွဲနဲ့ဘိုးအလုံး90ခန်းနိုဝင်ဘာလ18ရက်မှာဖိုက်တာဂျက်နဲ့၄ချိန်၄ချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ချင်းပြည်အစိုးရစစ်ကြောင်းနှစ်ဟာလည်းဖလန်မျိုးနဲ့ဝေဘူးလာမျိုးအကြားဒီတိန်မျိုးနဲ့ခိုကန်မျိုးအကြားတို့မှစစ်ကောင်စီကိုတိုက်ခိုက်နေတာလို့အသိပေးပါတယ်။ဒီလိုတိုက်ခိုက်ရမှာချင်းနေရှင်နဲ့ Different Force CMDF PDF ဆိုလန်စတဲ့မိဖက်အဖွဲ့တွေနဲ့လက်တွဲတိုက်ခိုက်နေတာဖြစ်ကြောင်းဖော်ပြပါတယ်။အဲဒီလိုတိုက်ခိုက်ရမှာစစ်ကောင်စီကနိုဝင်ဘာလ18ရက်မှာဖိုက်တာဂျက်နဲ့နှစ်ချိန် ဝိုင်းတွဲနဲ့တစ်ကြိမ်လေချောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်စစ်တပ်ဟာချင်းပြည်နယ်ဖလန့်မြို့အပါအဝင်သူတို့လက်လို့ဆုံရှုံထားရတဲ့နေမြေတွေပြန်လည်ထိန်းချုပ်နိုင်ဖို့စီအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ဒီလိုထိုးစစ်ဆင်လာတာကိုချင်းပြည်ကောင်စီချင်းပြည်အစိုးရတပ်ဖွဲ့တွေနဲ့ချင်းကြီးနောင်အဖွဲ့တွေပူးပေါင်းတိုက်ခိုက်တာခံနေရတာဖြစ်ပါတယ်စစ်တပ်ကအင်အားအများပြားနဲ့ထိုးစစ်ဆင်မှုကြောင့်တိုင်ငင်လန်းဆုံးဂွေဘူးလာမြို့စတဲ့ဒေသအချို့ကိုတော်လည်ရစ်တက်တွေကခေတ္တလက်လွတ်ခဲ့ရတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ် အခုလိုအောင်မြင်မှုရနိုင်တာကတော့ CC ချင်းညီကောင်စီပဲဖြစ်ဖြစ် CB ချင်းညီနောင်ပဲဖြစ်ဖြစ်ဘုံရန်သူကိုပထမဦးစားပေးပြီးအတူတကွစီလုံးပြီးတိုက်ပွဲဝင်တာကြောင့်ဖြစ်ပါတယ်ချင်းပြည်သူအနေနဲ့ဆိုရင်အများကြီးဝမ်းသာပါတယ်ဆက်လက်ပြီးပူးပေါင်းဆောင်ရွက်ဖို့ကတော့အားပေးတယ်တိုက်တွန်းတယ်လို့ချင်းတရင်ကြီးမြစ်တအူးကချင်းတော်လိုင်းရေးအင်အားစုနှစ်ခုအကြားညီညွတ်စွာနဲ့စစ်ကောင်စီကိုတိုက်ခိုက်နေမှုအပေါ်သဘောထားပြောပြပါတယ်ချင်းညီနောင်နဲ့ချင်းပြည်ကောင်စီအတူတူပူးပေါင်းဆောင်ရွက်မှုကိုအတူတကွပါဝင်ပေးဖို့တတ်နိုင်တဲ့ဘက်ကအားပေးဖို့လိုအပ်ပြီး ညညရေးပြပြစေမဲ့လှုပ်ဆောင်မှုတွေမလုပ်ဖို့လေချင်းသတင်းရင်းမြစ်ကတိုက်တွန်းပါတယ်ဆက်လက်ပြီးကြောက်ဖြူတောင်ငူကိုစစ်ကောင်စီဘုံကျဲ၍အယက်သား၃ဦးသေဆုံးပြီး၅ဦးဒဏ်ရာရတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တောင်ငူကြီးပါကိုရမန်နေ့နိုဝင်ဘာလ18ရက်ညချိန်တွင်စစ်ကောင်စီကပေါင်900ပုံများဖြင့်လေကြောင်းတိုက်ခိုက်ခဲ့၍အယက်သား၃ဦးသေဆုံးပြီး၅ဦးဒဏ်ရာရရှိသွားကြောင်းသိရပါတယ် တည်ဆုံးသူ၃ဦးမှာအမျိုးသမီးများဖြစ်ပြီးဒဏ်ရာရရှိသူ၅ဦးထဲတွင်လည်းအမျိုးသမီးကျောင်းသားများပါဝင်နေကြောင်းနှင့်၎င်းတို့မှာအရေးပေါ်စေကူတာမှုခံယူနေရကြောင်းသိရပါတယ်။တည်ဆုံးသူအမျိုးသမီး၃ဦးမှာအသက်၁၆နှစ်အရွယ်မဝင်းစုထီအသက်၄၈နှစ်အရွယ်ဒေါ်စုစုမှာလည်းအသက်၈၄နှစ်အရွယ်ဒေါ်မအောင်သာတို့ဖြစ်ကြောင်းသိရပါတယ်။ ယမန်နေ့နိုဝင်ဘာလ18ရက်နေ့မှာပဲစစ်ကောင်စီသည်ကြောက်ဖြူမြို့နယ်လက်တင်ကြီးရွာကြောက်ကလေးကြီးရွာမင်းရက်ကြီးရွာနှင့်တန်ချောင်းကြီးရွာတို့ကိုလည်းလေကြောင်းပုံးချဲတိုက်ခိုက်ခဲ့ကြောင်းအေအေကထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်ထိခိုက်သေးဆုံးထရန်ရရှိသူများအားလက်တလောတွင်မသိရသည်ဟုအေအေကဆိုပါတယ်။လက်တင်ကြီးရွာအားစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခြင်းမှာလက်တင်စာတင်ကျောင်းအားဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ပြီးစာတင်နေသောကျောင်းသားကျောင်းသူများအားအချိန်မီရွှေ့ပြောင်းနိုင်ခဲ့၍ထိခိုက်သေးဆုံးမှုမရှိခဲ့ကြောင်းအေအေကပြောပါတယ်။ သို့သောလိတ်တင်စာတင်ကျောင်းမှထိခိုက်ပျက်စီးသွားပြီးအနည်းရှိဝက်နှက်ကောင်မှလည်းတည်ဆုံသွားသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ကြောက်ဖြူမျိုးနဲ့တွင်စစ်ကောင်စီမှလေကြောင်းတက်ခိုင်းမှုများဇက်တိုက်ပြုလုပ်လာသောကြောင့်လေကြောင်းရန်ပုံမှုတတိထားကြရန်အရကတက်တော် AA ကထပ်မံအတည်ပြုထားပါသည်။ရခိုင်ပြည်မှာအရကတက်တော် AA ထိန်းချုပ်မှုနဲ့များအားစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့ drone ပုံကျဲတိုက်ခိုက်မှုတို့ကြောင့်2025အောက်တိုဘာလ29ရက်မှယနေ့နိုဝင်ဘာလ17ရက်နေ့အထိတိုက်ဆုံသူ36ဦးနဲ့ဒဏ်ရာရရှိသူ 68ဦးလို့ရှိကြောင်း Western News စူးစီးချက်အရသိရပါတယ်။ဆက်လက်ပြီး NUCC မှ KNU နဲ့ KMPP တို့ယာယီနှုတ်ထွက်စာတင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်းပင်ကံကောင်းစီ NUCC မှကရင်အမျိုးသားအစည်းအရုံး KNU နဲ့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KMPP တို့အဖွဲ့ဝင်အဖြစ်မှယာယီနှုတ်ထွက်ရန်စတင်ထားကြောင်းသက်ဆိုင်ရာအဖွဲ့များမှအတည်ပြုပါရယ်။ယာယီရက်ဆိုင်ထားတယ်လို့ပဲ NUCC ကိုစာပို့အကြောင်းကြားတာပါခင်ဗျာ။ အဓိကအကြောင်းအရာက NUCC အားစိုက်ပြီးလှုပ်ဆောင်နေတဲ့အကြောင်းအရာတွေကရေပြင်းမှာတကယ်ပဲဖြစ်ပျက်နေတဲ့အခြေအနေနဲ့ခင်းကွာနေတဲ့အပိုင်းတွေအများကြီးတွေ့နေရပါတယ်ဟု KNU ပြောရေးဆိုခွင့်ရှိသူ Professor Tony ကသတင်းဌာနကိုပြောပါတယ်။အလားတူ KNPP နဲ့ NUCC မှနှုတ်ထွက်စာတင်ထားသည့်မှာမှန်ကန်ကြောင်း NUCC ကောင်စီဝင်ဦးတိုးကျော်လိုင်ကအတည်ပြုပါတယ်။ NUCC email ၄ရက်နေ့ထုတ်ပြန်ချက်အရ NUCC တွင်တိုင်းဒေသတော်လှန်ရေးဖွဲ့စည်းများအနေဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ Democratic တပ်ဦး ABSDF ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ပါဝင်ပါတယ်။လက်ရှိတွင် KNU နဲ့ KNPP တို့ယာယီနှုတ်ထွက်ထားသဖြင့် NUCC တွင်လက်နက်ကိုင်တပ်ဖွဲ့ရှိသည့်တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် ABSDF တာကြံရှိတော်မူဖြစ်သည်ဟုနားလည်ရပါတယ်။ NUCC ကိုပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH နိုင်ငံရေးပါတီတိုင်းသားတော်လှန်ရေးအဖွဲ့အစည်းများတပိတ်ကော်မတီအရက်ဖက်အဖွဲ့အစည်းများအမျိုးသမီးအဖွဲ့များနှင့်ဂျားကာလပြည်နယ် Federal Unit လူမျိုးကိုစားပြုအဖွဲ့များမှာ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားပါတယ်။ NUCCE 2022ခုနှစ်စန္ဒဝါရီလတွင်ကျင်းပခဲ့သည့်ပထမကြိမ်ပြည်သူညီလာခံတွင် Federal Democracy ပြည်ညင်အစိတ်အပိုင်း122ကိုအတည်ပြုနိုင်ခဲ့ပြီးထိုညီလာခံအပြီးတွင်ပြည်ညင်ရေးဆွဲရာ၌ပါဝင်ခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် Kachin Political Intran Coordination KPICT တို့က NUCC မှနှုတ်ထွက်သွားခဲ့ပါတယ်။ ပရိငင်းအရာ NUCC သည်6လတကြိမ်ပြည်သူညီလာခံကိုဦးဆောင်ကျင်းပကဒေါ်လာရေးလုပ်ငန်းများကိုမဟာဗျူဟာချမှတ်ပြီးအစီအမံများကိုရေးဆွဲပေးရမည်ဆိုတော့လေနှစ်နှစ်အကြာ2024ခုနှစ်ဧပြီလတွင်မှဒုတိယအကြိမ်ပြည်သူညီလာခံကိုကျင်းပနိုင်ခဲ့ပါတယ်။ထို့ဒုတိယအကြိမ်ညီလာခံနောက်ဆုံးရက်တွင်ပြည်တော်စုလွတ်တော်ကုစားပြုကော်မတီ CRPH နှင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG မှကိုယ်စားလှယ်များတက်ရောက်ခဲ့ခြင်းမရှိကြပေ။ကျမတို့တင်တဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။